employee life cycle ဆိုတာပါလဲ အဲ့တော့အိရှာနဲ့အလုပ်ရှင်တွေတည်ထားတဲ့ employee life cycle အကြောင်းကိုဒီနေ့ပြပြပေးပါမယ်။အဲ့တော့ employee life cycle ကိုတေချာလေးနားလည်ပြီးတော့ဒီ employee life cycle တစ်ခုချင်းစီအတိုင်းမှာဝန်ထမ်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်မှာဝန်ထမ်းတွေကိုမြဲစေမယ်၊ဖွံ့ဖြိုးတိုးတက်စေခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော် employee life cycle ဆိုတာဘယ်လိုအဆင့်တွေရှိသလဲပေါ့နော်။အဲ့တော့ employee life cycle ကိုကျွန်တော်ပုံမှန်အားဖြင့်ဆိုရင်အဆင့်6ဆင့်ခွဲခြားလေးရှိပါတယ်။အဲ့တော့နံပါတ်1အဆင့်အနေနဲ့က attraction လို့ခေါ်ပါတယ်။ attraction ဆိုတာဆွဲဆောင်ခြင်းပေါ့နော် ဘယ်လိုဆွဲဆောင်ခြင်းလဲဆိုတော့ကိုယ့်ရဲ့ဒီအရေးချင်းရှိတဲ့လူတွေကိုယ့်ရဲ့ company မှာလာလာရောက်လျှောက်ထားဖို့အတွက်ကိုစိတ်ဝင်စားလာအောင်ဆွဲဆောင်ခြင်းပဲဖြစ်ပါတယ်။အဲဒီလိုမျိုးသူတို့တွေလာလျှောက်ချင်မှုအတွက်ဘာတွေလုပ်ဆောင်ရမလဲဆိုရင် company ရဲ့ employer branding ကိုတည်ထားလေးတိဆောက်ထားဖို့လိုပါတယ်။ပြီးတော့ကိုယ့်ရဲ့အလုပ်ကံကြော်ညာတွေကိုလည်းတေချာလေးစနစ်တကျရေးပြီးတော့သူတို့ဆွဲဆောင်မှုရှိတဲ့ပုံစံလေးရေးဖို့လိုပါတယ်။အဲ့ဒီအရေးကြီးဆုံးကတော့ brand တိဆောက်ခြင်းပေါ့နော် employer branding တိဆောက်ခြင်းပါ။အဲ့တော့ employer branding တိဆောက်ခြင်းဆိုတာနားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဥပမာပေါ့ ါ့နော် brand တစ်ခုနာမည်ကြားလိုက်တာနဲ့ဥပမာ iPhone ဆိုရင်ဒီဟာဒီဘယ်လိုမျိုးကောင်းတာဘယ်လိုလူမျိုးတွေသုံးတာအဆရှိတန်းမြင်တဲ့သဘောမျိုးပေါ့နော်အဲ့တော့အလုပ်လေ company နာမည်ကြားလိုက်တာနဲ့အော်ဒီ company ဒီဝန်ထမ်းတွေဘယ်လိုမျိုးခဲလုပ်တာဘယ်လိုမျိုးစနစ်ကြတာအဆရှိပြီဒီလိုမျိုး branding တိစောက်ထားတာမျိုးပြောတာပါအဲ့လို brand ရှိတဲ့ company တကူကအလုပ်ခေါ်တယ်ဆိုရင် talent ရှိတဲ့လူတွေအလွယ်တကူဆွဲဆောင်နိုင်မှာဖြစ်ပါတယ်အဲ branding တိစောက်ဖို့တော့နည်းနည်းတော့ခက်မယ်ပေါ့နော် အဲဒုတိယတစ်ဆင့်အနေနဲ့ကတော့ recruitment လုပ်တာပါအဲ့တော့ recruitment လုပ်တဲ့အခါမှာကျွန်တော်တို့ရှောက်လွှာတွေစီစဲရတာရှိတယ်ပြီး interview ပြုလုပ်ရတာရှိတယ်ပြီးတော့တင့်လျော်တဲ့ကိုယ်စားလှယ်လောင်းတွေကိုယ်စားလှယ်လောင်းဆိုတာ candidate တွေရွေးချယ်ရတာရှိမှာပေါ့နော်အလုပ်ကမ်းလမ်းတာတွေရှိမှာအဲ့ဒီအဆင့်တွေမှာလည်းတကယ်ကိုစနစ်တကျနဲ့ဝန်ထမ်းတွေကိုတိကျလေးခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ဟိုဗတ်လိုက်မှုမရှိဘဲနဲ့တိကျလေးလှုပ်ဆောင်မှုလိုပါတယ်နောက်တစ်ဆင့်အနေနဲ့ကကျတော့ onboarding မှာ အဲ့တော့ဝန်ထမ်းတစ်ယောက်ကနံပါတ်3ဆင်းနေတဲ့ onboard တဲ့မဟုတ်နော်ဝန်ထမ်းတစ်ယောက်ကအလုပ်ကိုဝင်လာတဲ့အချိန်မှာတချို့တွေကဒီတိုင်းပြစ်ထားလေးရှိတယ်တကယ်တမ်းအဲ့လိုမျိုးမလုပ်ရပါဘူးဒီ onboard တင်းတာမလုပ်ပေးဘူးဆိုရင်ဝန်ထမ်းတွေကတပတ်အတွင်းတော့မှစိတ်ညစ်ပြီးတော့ပြန်ထွက်သွားနိုင်ပါတယ်အဲ့တော့ onboard တင်းဆိုတာဘာလဲဆိုရင်ဝန်ထမ်းအသစ်တွေကိုကုမ္ပဏီရဲ့ကာချာတွေပြီးတော့ကုမ္ပဏီရဲ့ဒီအဲသွားနေတဲ့လုပ်ငန်း process တွေပြီးရင်သူရဲ့ responsibility တွေကိုတရားလေးရှင်းပြပေးတာရယ်ဝန်ထမ်းအသစ်တွေဒီတခြားဝန်ထမ်းအနေနဲ့မိတ်ဆက်ပေးခြင်းတွေကိုလှုပ်ဆောင်ပေးရတဲ့ဟာမျိုးတွေဖြစ်ပါတယ် ဲ့တော့နောက်တစ်ဆင့်ဝန်ထမ်းတွေဖြတ်တန်းရတဲ့အဆင့်ကတော့ development ပါအဲ့တော့ဝန်ထမ်းတွေရဲ့ဖွံ့ဖြိုးတိုးတက်ခြင်းအတွက်ကိုလည်းဘာတွေလုပ်ပေးရမလဲဆိုရင်လေ့ကျင့်သင်ကြားရေးတွေသင်တန်းပေးတာတွေသူရဲ့ performance management တွေကိုတိကျစီမံခန့်ခွဲပြီးတော့အဲ့ဒီပုံမှာတော်ရင်တော်လို့ချိမြောက်တာတွေကိုလှုပ်ဆောင်ပေးသင့်ပါတယ်အဲ့တော့နောက်တစ်ဆင့်နံပါတ်5အဆင့်အနေနဲ့က retention ပါအရှိမဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးပြီးသွားပြီဆိုရင်ဝန်ထမ်းတွေရေရှည်လောက်ကင်စီရေးအတွက်ကိုဝန်ထမ်းတွေကိုထိန်းပေးရပါတယ် retention လုပ်ပေးရပါတယ် အဲ့ retention ဘယ်လိုလုပ်မလဲဆိုရင်တော့ဝန်ထမ်းတွေစိတ်ကျေနပ်အောင်ထားဖို့လိုတယ်သူတို့စိတ်ကျေနပ်စီမံအလုပ်စီမံခန့်ခွဲမှုတွေကိုလှောက်ဆောင်ပေးဖို့လိုပါတယ်အဲ့ဒါဘယ်လိုလှောက်ဆောင်ရမလဲဆိုရင်နံပါတ်1အနေနဲ့ကလစာနဲ့အကျိုးခံစားခွင့်တွေကိုတကယ်ဈေးကွက်ပေါက်ဈေးအတိုင်းပေါ့နော်ပေးတင်တယ်ပြီးတော့အကျိုးခံစားခွင့်တွေဆိုရင်တကယ်သူတို့တွေအသုံးဝင်တဲ့ဟာတွေအကျိုးရှိတဲ့ဟာတွေလုပ်ပေးတင်တယ်ပြီးတော့ရင်ဝန်ထမ်းတွေရဲ့ဒီအလုပ်ကိုင်းတွေပေါ်မှာအလုပ်ပြင်းပြင်းမှုမှုတွေအပေါ်မှာလည်းအတိမတ်ပြုခြင်းတွေကိုလှောက်ဆောင်ပေးတင်ပါတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ဆုံးတစ်ဆင့်အနေနဲ့ ထွက်ခွာခြင်းပါအဲ့တော့ဝင်နှန်းနေရအလုတ်ကနေထွက်ခွာတဲ့အခါမှာကောင်းကောင်းမွန်မွန်ထွက်ခွာဖို့လိုတယ်ဂတိပါလန်ကွဲချွတ်ချွတ်မွန်မွန်နဲ့ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့လိုဖြစ်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တကယ်ကို resign တင်ပြီးထွက်တဲ့လူတွေဆိုရင် exit interview လေးတွေလုပ်တာမျိုးလေးတွေပြီးတော့တို့တွေတကယ်ကိုချွတ်ချွတ်မွန်းမွန်းနဲ့ထွက်နိုင်အောင်လို့ကျွန်တော်တို့စီစဉ်ဆောင်ရွက်ပေးတာမျိုးတွေပေါ့နော်အဲဒါမျိုးလေးတွေကိုလှုပ်ဆောင်တက်ပါတယ်အဲ့ဒီတော့ဒီ employee life cycle ရဲ့အဆင့် အဲ6ဆင့်ကိုအခုတော့နားလည်သွားမယ်လို့ထင်ပါတယ်။နံပါတ်1အဆင့်အနေနဲ့ကဆွဲဆောင်ခြင်း attraction ဖြစ်ပါတယ်။နံပါတ်2ကတော့ recruitment ဖြစ်ပါတယ်။နံပါတ်3က onboarding ဖြစ်ပါတယ်။နံပါတ်4ကတော့ development ဖြစ်ပါတယ်။နံပါတ်5က retention ဆိုတဲ့ဝန်ထမ်းထိန်းသိမ်းခြင်းဖြစ်ပါတယ်။နံပါတ်6ကတော့ separation ဆိုတဲ့ဝန်ထမ်းခွဲခွာခြင်းပဲဖြစ်ပါတယ်။ဒီအဆင့်တိုင်းမှာဒါကိုယ့်ရဲ့ဒီ HR တွေလုပ်ငန်းရှင်တွေကဝန်ထမ်းကိုတေချာလေးဟိုဆက်ဆံ ဆောင်ရွက်ခဲ့မယ်ကောင်းမွန်စွာဆက်ဆံဆောင်ရွက်ခဲ့မယ်ဆိုရင်တော့ဒီဝန်ထမ်းတွေဖွံ့ဖြိုးတိုးတက်မှုတွေဆွမ်းဆောင်ရေးကောင်းလာခြင်းနေပြီးတော့ဝန်ထမ်းဟိုထွက်နှုံလျှော့ချခြင်းတွေကိုဟိုရော့ကြစေမယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်